73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာ55တန်ရောင်းချပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံထော်ဗဟိုဘဏ်က73စီလုပ်ငန်းရှင်တွေရဲ့အတွက်အမေရိကန်ဒေါ်လာ55တန်းကိုရောင်းချပေးသွားမယ်လို့ဧပြီလ16ရက်ကထုတ်ပြန်ကြေညာထားပါတယ်။ ဒီလိုရောင်းချပေးခြင်းဟာဣဗရလာသူ့ပထမဆုံးအကြိမ်ရန်ဖြစ်ရောင်းချပေးတာဖြစ်ပြီးဗဟုပန်အနေနဲ့ပြင်ပကတင်သွင်းနေရတဲ့73စီစောင်းစီဈေးတွေရောင်းနေကြဆင်းစေဖို့အတွက်73စီနဲ့စောင်းစီတင်သွင်းတဲ့လုပ်ငန်းရှင်တွေရဲ့အတွက်နိုင်ငံခြားငွေတွေကိုပြီးခဲ့တဲ့မက်လာအထိစက်တိုက်ထုတ်ရောင်းပေးခဲ့တာဖြစ်ပါတဲ့ ပြီးခဲ့တဲ့မတ်လအတွင်းဗဟိုဘဏ်က73စီလုပ်ငန်းရှင်တွေရဲ့အတွက်နိုင်ငံခြားငွေကြေးဈေးကွက်ကတဆင့်စုစုပေါင်းအမေရိကန်ဒေါ်လာတန်းတရာကျော်ကို ရောင်းချပေးထားခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။